ရှိရဲ့ Federal Fan နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့ Greeny ပြည်မှာဘကတာမြဖွဲ့ချုပ်89နှစ်ပြည့်အခမ်းအနားကျင်းပတဲ့တင်ကျတင်းနဲ့တပ်ဖွဲ့ဝင်ရဲဘော်တအူးစားဆရတဲ့တင်ရွှေဘိုမြစ်ကြီးနန်းလမ်းပေါ်မှာအမျိုးသားတအူးကကြိုက်ခံရပြီးတေဆရတဲ့တင်အပါအဝင် Federal Fan နေ့စဉ်သတင်းတွေကိုကြားကြရမှာပါ။ greeny bee ဒီမော့စတောနောက်ချမ်းတနေရာမှာဗမာနိုင်ငံလောက်ဆိုင်ရာစာတာတမကမြာဖွဲ့ချုပ်ဘကတမြာဖွဲ့ချုပ် ဖက်စီတီထောက်ချင်း89နှစ်ပြည့်အခမ်းအနားကိုဒီနေ့မေလ10ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဂရနီပြည်မှာရောက်ရှိနေကြတဲ့ဇာတာများတမကများဂရနီပြည်လုံးဆရာဇာတာများတမက KSSU လူ့ဘော်တီဒီမိုကရက်တစ်ပါတီလူငယ်များတမကမျိုးဆက်ဟောင်းတွေတက်ရောက်ခဲ့ကြရတယ်လို့သိရပါတယ်။အခမ်းအနားမှာဇာတာတမကအလန်တော်အားလေးပြုခြင်းပေးပို့လာတဲ့တန်ဝန်လာများဖတ်ကြားခြင်း ညိုဆက်ဟောင်းမြမအမစကားပြောကြားခြင်းနဲ့ကြပြာယူဖတ်ခြင်းစတဲ့အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ဘကတာမြဖွဲ့ချုပ်ကို1936ခုနှစ်မေလမှာကျင်းပတဲ့ပထမကြိမ်ညီလာခမှာစတင်ဖွဲ့စည်းခဲ့ပြီး2019ခုနှစ်နဲ့2020ခုနှစ်တို့မှာကျင်းပတဲ့ခုနှစ်ကြိမ်မြောက်ညီလာခနဲ့ရှစ်ကြိမ်မြောက်ညီလာခအတွင်းဘကတာမြဖွဲ့ချုပ်နှစ်ဖက်ကွဲခဲ့ပြီးဘကတာမြဖွဲ့ချုပ်ဟာအခုချိန်မှာ89ခုနှစ်တိုင်ခဲ့ပြီးကိုလိုနီစတင်ရေးဥတက်အရင်ခင်မာယာပြည့် 7ဇူလာလောက်ရှာမှုရှီလေးလောက်အထွေထွေတပိတ်ကြီးနဲ့လက်ရှိနေဦးတော်လရဲ့တီအနာရှင်ဆက်ကြေးတိုက်ပွဲတွေမှာပါဝင်ခဲ့ကြပါတယ်။တနင်းတိုက်ရီတိုက်ဒေသကြီးထဝယ်မြို့နယ်တရက်ငုံရွာနီးကရှီတာတိုက်ပွဲတနေရာမှာစီကောက်စီကိုတော်လရင်ပြီးခဲ့တဲ့မေလ၂ရက်နေ့မှာချက်တိနဲ့ပြည်သူ့ကကော်ရေးတပ်ဖွဲ့ကရေးပေါ်တူစာဆုပ်သွားခဲ့တယ်လို့တပ်ဖွဲ့ဝင်တအူကဖက်ဒရယ်အဖန်ကိုပြောပါတယ်။စာဆုပ်သွားတဲ့ရေးပေါ်နာမည်ဟာအော်အော်ဖြစ်ပြီး ဒဝဲမျိုးနဲ့တိတ်ခမ်းတောက်ရွာစတိဖြစ်ကအတက်38နီးတာရှိတဲ့ဒဝဲလူမျိုးစုဖြစ်တယ်လို့သိရပါတယ်။အစူပါရဲဘော်အောင်အောင်ဟာတတ်ထဲမဝေခင်ဒဝဲရှိတော်မှာစအဖွဲတစ်ဖွဲထောက်ထားတာရှိခဲ့ပြီးတော့ကိုဗစ်ဖြစ်တဲ့အချိန်မှာနာလာရကအသေးစားစီးပွားရေးလုပ်ငန်းကိုလက်ကွာခဲ့တဲ့ဖြစ်တယ်လို့သိရပါတယ်။စတဲ့နဲ့ပြည်သူကကိုရေးတပ်ဖွဲ့ဟာတရင်စတင်တီထောက်ခဲ့တဲ့ခြေကစားပြီးလက်ရှိခြေတီရေဘော်တအူးကြဆုပ်ခဲ့ပါတယ်။ တကမျိုးရွှေဘူမြจีนန်လာပေါ်ကိုကုံကောက်ရမြောက်ပဲအနားမှာအမျိုးသားတူကစိတ်ခံရပြီးတည်ဆောက်ခဲ့တာဖြစ်ပြီးတော့တိုင်မီတူကာတမာကမောင်းနေထွက်ပြေးသွားခဲ့တယ်လို့ကောလင်းအီဖော်ရဲ့တာဝရှိတူတူကဖက်ဒရယ်ဖန်ကိုပြောပါတယ်မနစ်မီလာခုနှစ်မနက်ပိုင်း9နာရီချိန်မှာကုကုံကောက်ရမြောက်ပဲအနားမှာအမျိုးသားတူစကဲမောင်းလာစဉ်ကစိတ်ခံရတာဖြစ်တယ်လို့သိရပါတယ်အဆိုပါကစိတ်ခံရတူဟာကုကုံကောက်ရတာအတက်50နှစ်အရွယ် ဦးချက်ဆိုသူဖြစ်ပြီးဂေါကိုကကြိုက်ခရရာကြောင့်သူ့နေရာမှာပင်တင်ဆောက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Greenpeace ဘရဆိုမြို့နယ်ရှိဒေါကူလေကျေးရွာကနေပြီးခဲ့တဲ့မေလ9ရက်နေ့နေ့လယ်လောက်မှာကျေးရွာရှိနေအိမ်ကနေပြဆောက်သွားခဲ့တဲ့စိတ်ချမ်းမရေးချုပ်တဲ့နေသူ Bosco Richard ကိုမနစ်မီလာခွန်ရနေ့ညနေ9:00နာရီဝန်းကျင်လောက်မှာပြတ်တွေ့ခဲ့ရတယ်လို့ဒေတာခံမျိုးတမင်တူကဖက်ဒရယ် FN ကိုပြောပါတယ်။ Bosco Richard ကို စက်ကူနဲ့ထောက်ထားတဲ့မောင်းနဲ့ပတ်စံ9500နဲ့တူဒေါကူလေကျေးရွာရဲ့ဘောလုံးကွေးမှာပြတ်တွေ့ခဲ့တယ်လို့သိရပါတယ်။ဘော့စကိုရစ်ချ်ဟာပျက်ဆရနီကတဲ့ကဘရစ်ဆိုမျိုးထက်ကိုဝေရောက်ခဲ့တာဖြစ်ပြီးစစ်ကောက်စီတပ်သားနှစ်ဦးနဲ့တွေ့ခဲ့ရတယ်လို့သိရပြီးတော့ဘော့စကိုရစ်ချ်ကိုပြန်တွေ့တဲ့အချိန်မှာသူ့ရဲ့လက်ကောက်ဝတ်မှာလက်ထိတ်ခတ်တယ်လို့ဒဏ်ရာရနေသူ့ရဲ့ဒုကောက်မှာပူပန်းဒဏ်ရာနေငယ်ရှိခဲ့တယ်လို့သိရပါတယ်။မကွေးတိုင်းပခုတ်ကူတရားတိတက်မှထွက်လာတဲ့စစ်ကောက်စီစစ်ကြောင်းဟာ ညနေအတွင်းကိုစစ်ကြောထိုးလာပြီးတော်လန်ရေးပူပေါ်တက်ဖွဲ့ရဲ့ဂျာဖြားတက်ခတ်မှုကြောင့်စစ်ကောက်စီဘက်ကအထင်နာနေပြီးဖောက်ကြီးကြောင်ပောင်းဝင်ပြည်သူနေအိတ်40နီးပါးကိုမိရှုဖြစ်စီသွားခဲ့တယ်လို့အိတ်ပလက်အညာမြေစစ်ကြောဖွဲ့တတင်းနစ်ပြကြားရေးတာဝန်ခံရေဘော်ရှိတ်ကဖက်ဒရယ် FN ကိုပြောပါတယ်ပြီးခဲ့တဲ့မေလ10ရက်နေ့မှာပခုတ်ကူတရားတီမှာအင်အားနေရာခန့်နဲ့ထွက်လာတဲ့စစ်ကောက်စီစစ်ကြောင်နဲ့တော်လန်ရေးပူပေါ်တက်ဖွဲ့တို့ညံနေအတွင်းရှိကျေးရွာတွေမှာမေလ9ရက်နေ့ကနေမေလ9ရက်နေ့အထိ တောက်ရကြထစ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အစုပါစစ်ကောင်စီစစ်ကြောင်းဟာပောက်ပင်ကိုင်းရွာလေတန်ရွာနဲ့တိကြီးတောရွာမှာအထိုက်ချတက်ဆွဲခဲ့တဲ့အချိန်မှာ P2 ပိုက် PC တွေနဲ့ကြက်နွားတွေကိုတပ်ဖြတ်စတောက်သွားခဲ့ပြီးတော့လေတန်တိကြီးတောရွာရှိ P2 နေအိမ်၆လုံးနဲ့ပောက်ပင်ကိုင်းရွာရှိ P2 နေအိမ်၃၃လုံးစုစုပေါင်း၄၀နီးပါးကိုမိရှုဖျက်ဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ထစ်တွေ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကခုနှစ်ဦးစားဆုပ်ခဲ့တာကိုတော်လိုင်းတပ်ဖွဲ့ကမျက်မြင်တွေ့ရှိခဲ့ရတယ်လို့တော်လိုင်းပူပေါ်တပ်ဖွဲ့ကရဲဘော်တို့ဦးစားဆုပ်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့မီလာရှိရဲ့ Federal Fan နေ့စီတဲ့တွင်ကိုကြားခဲ့ရတာပါကျွန်တော်စောလာပွဲပါခင်ဗျာ။